မန်ချက်စတာယူနိုက်တက်နီးပြအာမိုရင်ကအသင်းတောင်ပံတိုက်စစ်ကစားသမားဂါနာချိုကိုအသင်းကစားသမားတွေအားလုံးရှိမှာပဲဒီယာဒီမှာအသင်းသစ်ရှာတွေ့ဖို့ဆူတောင်းထားလို့အတိအပြပြောကြားခဲ့ပြီးအသင်းလူစင်းကနေထုတ်ပယ်ခဲ့တယ်လို့ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့ပါတယ်။အာမိုရင်ဟာမေလ24ရက်နေ့စနေနေ့မှာအသင်းရဲ့လက်ကျင့်ရေးကွင်းဖြစ်တဲ့ကာရင်တန်ကွင်းမှာအသင်းကစားသမားတွေနဲ့မီတင်ပြုလုပ်ခဲ့ပြီးအသင်းမှာမပြောမရှင်းဖြစ်နေတဲ့အာဂျင်တီးနားတောင်ပံတိုက်စစ်ကစားသမားဂါနာချိုကိုဒီနေ့ယာဒီမှာအသင်းကိုထွက်ဖို့ပြောကြားခဲ့ ာဖြစ်ပါတယ်။ဒေလီမေးရဲ့ဖော်ပြချက်အရအမိုရန်ဟာယူရိုပါလိဘောလူပွဲအပြီးမှာသူ့ကိုဝေဖန်ခဲ့တဲ့ဂါနာချိုကိုအလွန်ဒေါသထွက်နေပြီးဇူလိုင်လ3ပိုင်းမှာအသင်းနဲ့တူရာသီကြိုလေးချင်းမှုပြုလုပ်ဖို့ထက်အသင်းသစ်ရှာဝေဖို့အတွက်သာဆူတောင်းထားဖို့ဂါနာချိုကိုပြောကြားခဲ့တာပါ။အမိုရန်ကဂါနာချိုကိုမင်းအနေနဲ့ဒီနေ့မှာမင်းကိုခေါ်ယူမယ့်လက်တင်ရှိဖို့ဆူတောင်းထားတာပိုကောင်းမယ်လို့အသင်းပေါ်ပြအားလုံးရှိမှအတိပေးပြောကြားခဲ့ခြင်းဖြစ်တယ်လို့ဒေလီမေးကဖော်ပြခဲ့ပါတယ် အသက်20အရွယ်ကာနာချိုဟာတရားဒီမှာ Manchester United အသင်းအတွက်ပြိုင်ပွဲဆုံး58ပွဲအထိပါဝင်ကစားခဲ့သူဖြစ်ပါသည်။ဒါပေမဲ့သူဟာစပါတင်းကိုတကူကိုမရှိနဲ့ရှုံးနေခဲ့တဲ့ယူရိုပါလိဘောလုပွဲမှာပွဲထက်စင်းကားနေချက်လက်ခံခဲ့ရပြီးလူစားဝင်ဖြစ်စကောမိနစ်တာပါဝင်ကစားခွင့်ရခဲ့တာပါ။ အဲ့ဒီချက်နဲ့ပတ်သက်ပြီးခါနာချိုကအသေးနီးပြအာမိုရင်ကိုလူသိရှင်ကြားဝေဖန်ခဲ့တာဖြစ်ပါတယ်။ယူရိုပါလိဘလိုပွဲပြီးမှခါနာချိုကကျွန်တော်တို့ရဲ့ယာတိကအရန်ဆိုရတယ်။ဒီမှာဖဲသင်းကိုမှမနိုင်ဘူးကျွန်တော်တို့အရာရာချို့တဲ့ခဲ့ပါတယ်။ဘလိုပွဲမြောက်ခင်တီအစင်တိုင်းမှာကျွန်တော်ကစားခဲ့ရပေမဲ့ဒီနေ့တော့မိနစ်20တောင်ပြည့်အောင်မကစားခဲ့ရဘူး။အားလည်းရက်မှာကောင်းကောင်းအနားယူပြီးအနာဂတ်အတွက်ဆုံးဖြတ်ရပါတော့မယ်လို့ပြောကြားခဲ့တာပါ။ အာမိုရင်ကအဲ့ဒီမှတ်ချက်ကိုဒေါသထွက်ပြီးဂါနာချိုကိုပရီးမီးယားလိရာသီပိတ်ပွဲမှာ အသင်းလူစင်းကနေထုတ်ပေးခဲ့တယ်လို့အသင်းသစ်ရှာဖွေဖို့အတိပေးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဂါနာချိုကို ခေါ်ယူဖို့နာပိုလီ၊ချယ်ဆီနဲ့အက်ဒလက်တီကိုတို့ကစိတ်ဝင်စားနေကြပြီးမန်ချက်စတာတဲ့အသင်းကသူ့အတွက်ပြောင်းရွှေ့ကြေးပေါင်80ဝန်းကျင်အလိုရှိနေတယ်လို့သိရပါတယ်။